ပရိတ်ကြီးမင်္ဂလာပါကျွန်တော်ကတော့ခင်ညာတို့ကိုပွယ်နေတယ်မောင်ရှင်ပါ net me လေးဖို့ဘူး net eye sound ပြရတာလဲမသက်တာပါဘူးကွာလက်ချွေလေရောင်းနေပြီ hey bro did you forget to subscribe အားလုံးသိကြတဲ့ sound သမားလေးမောင်ရှင်ဆိုတာကဘဘိုးတိုင်းဒေသကြီးကစင်ရွာမှာနေပါတယ်သူ့အမေကတော့ doctor ပါသူ့ခေကတော့သူ့ငငယ်ကတိုင်ဆုံးပါသွားပါတယ်သူ့မင်းရဲ့စမ်းနာကတော့ဗျာသူ့သားကိုရှင်သာမဏေဝတ်ပေးချင်တာပါ မရှိစင်းရဲသားတွေဆိုတော့လက်ဆန့်ကလည်းမတက်နိုင်ဘူးအဲ့ဒီချိန်မှာဒေါ်ဖြူကတခုစဉ်းစားမိလိုက်တယ်ဗျသူ့ယောက်ျားမဆုံးရင်ပြည်လည်နေတုန်းကသူ့အမတ်ဒေါ်သူကငွေသုံးပိတ်တာချေးထားတာကိုသတိရမိသွားတယ်အဲ့ဒါနဲ့အမစီကိုအတွေ့အတွားတောင်းဒါကိုစင်ပြုတ်ပေးမယ်ပေါ့ရင်တုန်းကတောင်မွဲတာအခုချိန်မှာနေသားကရွှေပါဖြစ်နေတဲ့ဒေါ်သူကဘာလဲညာလဲဝူရှိဝါးရီလုပ်ပြီးမိချမ်းရဲ့စဲနီပေါင်းတစ်ထောင်နဲ့ဆဲလွတ်လိုက်တော့ဒေါ်ဖြူလည်းဆက်ချက်နဲ့ပြန်လာခဲ့ရတယ်ပို့လိုက်လို့ကျွတ်တက်သွားမယ် ဘယ်တော့မှတွေ့လာတောင်းနေတာတော့နှလုံးမပေါက်လို့ဖိညစ်နေတာနော်တလုံးပိုင်ယာတုံးကမပြေးပဲနဲ့ကွာမလာခဲ့နဲ့အမျိုးတွေကိုစိတ်နာပြီးတရွာမပြောင်းသူကောင်းမပြည့်ဆိုတဲ့အတိုင်းတာမီနှစ်ယောက်ကဒလဘက်ကိုပြောင်းလာကြတယ်ကျုပ်ပြုံးနဲ့နှစ်ပါးသွားနေရတဲ့မောင်ရှင်လဲဝင်ရှာမဲဆိုပြီးမြော့ခုတ်တဲ့တမ်မန်လီတစည်းမှာလေထိုးသားလိုက်လို့တယ်လေထိုးသားသာလို့တာရေတော့မကူတတ်ဘူးဗျလေထိုးသားသာလို့တာရေတော့မကူတတ်ဘူးဗျညိုကီတို့ရေခုသွားမှာကတော့ စကီလေးတွေပေါ်တဲ့မိမလာချွန်းနဲ့ချွန်းညိုကြီးကိုသွားမှဖြစ်ပါတယ်။ကျွန်တော်နဲ့အတူလိုက်ပါအားပေးကြပါအောင်။အဲ့ဒီကျွန်းတွေကအေယာဝတီတိုင်းဘိုကလိမြို့နယ်မှာရှိတယ်။မွန်ဘာသာရတော့မိမလာကျွန်းပေါ့ဗျာ။ညရပင်များပောက်တဲ့ကျွန်းလို့လည်းအဓိပ္ပာယ်ရတယ်။ပြီးတော့နက်ကြီးတယ်လို့လည်းပြောကြတယ်။တခါတော့ကအဲ့ဒီကျွန်းမှာအမဲလိုက်မှုဆိုးတယောက်အမဲလိုက်ရင်ကြားကြိုက်ပြီးရှော့သွားတယ်။အိမ်မှာကြံနေတဲ့သမီးလေးယောက်တည်းကအကြီးဆုံးသမီးကိုအိမ်မက်ပေးတယ်။ တမီ APP ကတော့ကြားကြိုက်လို့နှစင်းခစ်သွားပြီးတမီတို့လည်းနှစင်းခစ်ချင်ရင်တော်တဲ့ကိုလာခဲ့ချာညီမလေးယောက်လည်းစိတ်ပူပြီးနောက်နေကြတော့သူ့ဖေကိုလိုက်ရှာကြတယ်ကျွန်းတော်တဲ့ကိုရောက်တော့ကိုရွှေချားနဲ့တို့ပြီးလေးယောက်လုံးရှော့သွားတယ်ကြားကြိုက်တာချင်းအတူတူသူတို့ကနတ်မဖြစ်ပဲအစိမ့်ပိတ်တာမှတွေဖြစ်သွားတယ်အစိမ့်တော့အစိမ့်ပဲဒါပေမဲ့ပိတ်တာပါမဲကြတော့မှကျွန်းဆောင်နဲ့ဖြစ်သွားတာညီတို့လေးယောက်ကဖာသွားလို့တာရုံးကိုဟာဘူးအေးစိမနေဘူးညီတို့ကြောင့်ငါပါနဲ့ဖြစ်ရတော့မယ် တမန်လေးကြီးကအဲ့ဒီကျုံကိုရောက်တော့လေသမားတွေလည်းမျောက်ခုပ်ဖို့တောထဲကိုဝင်ကြတာပေါ့မခုတ်တက်တဲ့မောင်ရှင်ကတော့လေဆောင်ပေါ့ဆရာသမားကအေးဆေးမနေဘူးပါလာတဲ့ဆောင်းကိုထုတ်ပြီးတီးတော်တာပဲကျွန်တော်ကဆောင်းတီးတဲ့နေရာမှာဆရာကြီးပြလေးပထောက်လဲတီးတက်တဲ့မတက်လေတီးတက်တဲ့ရွာတွေက sorry ဆိုအထီကျွေးတာပဲသူဆောင်းတန်ကြတော့နတ်သမီးလေးပေါ်လည်းမနေနိုင်တော့ဘူးရိုးတူရွာတာတွေဖြစ်ပြီးမောင်ရှင်ကိုသဘောကျသွားတယ်ဟဲ့ကောင်းမရင်ကတော့ဒီလူကြီးကိုကျွေးနေပြီးအင်ခေါ်ပြီး တင်ရလုံးတိခိုင်းရအောင်ဒီလိုနဲ့မြောက်ကုတ်သမားတွေပြန်လာတော့မြောက်တိုင်းနေလေပေါ်တင်ပြန်ထွက်ဖို့ပြင်ကြတာပေါ့အဲ့ဒီမှာဇလန်းကစရောလေးကထွက်မရဘူးလေသမားတွေလည်းဟိုးရှာတီရှာရှားကြထူးဆန်းနေပေါ့ဘယ်ထွက်ရမလဲနတ်သမီးလေးပေါ်ကတားထတာကိုသူရဲ့ကိုမောင်ရှင်ပြန်သွားရင်စောင်းတိပြမဲ့သူမရှိတော့ဘူးလေကိုမောင်ရှင်တော့ပြန်လို့မဖြစ်ဘူးတီတုံးကတီးပြပြီးခုမှစားပြီးနားမလဲမလုံးနဲ့အတွေ့အကြုံရှင်းချက်တဲ့လေသကြီးလည်းစဉ်းစားတာပေါ့ဒါနက်ကင်လား ဒီလူတွေတဲကတယောက်ကိုထားခဲ့ရမယ်ဆိုတာသိလိုက်တဲ့လေပေါ်ပါလာတဲ့သူတွေကိုမင်းတို့တယောက်မကြံမဲနိုင်ရမယ်ပေါက်တဲ့ကောင်ဒီကျိုးမှာနေခဲ့ရမယ်ဆိုပြီးမဲနိုင်ခိုင်းတယ်သိတဲ့အတိုင်းပဲမဲပေါက်တဲ့သူကကန်ဆိုးသူမောင်ရှင်ပါဒီလေဒီကောင်တွေဒီလိုလုပ်မယ်ဆိုတာငါသိရခိုးရငွတ်ချက်လို့ငွတ်ရှာပါတယ်ဆိုမှခုတော့နှက်ဖြစ်ရတော့မယ်နေထိုးသားတွေနဲ့မောင်ရှင်ကိုလေပေါ်ကကန်ချလိုက်မှလေကကန်းကခွာလို့ရတယ်ကန်ဆိုးသူမောင်ရှင်ကတော့သူ့ရဲ့ခန္ဓာကိုယ်ရေထဲကိုမရောက်ခင်ပါပဲ နတ်သမီးလေးဘော်ကမောင်ရှင်ရဲ့အသက်ဝိညာဉ်ကိုနှုတ်ယူသွားလိုက်ပါပြီ။အတိလိုနဲ့မောင်ရှင်လဲကျွံ့ညိုတခင်မောင်ရှင်ရင်းငံပိုင်ဥရှင်ကြီးနတ်ဆိုပြီးနာမည်ကြီးလာပါတော့တယ်။မြမပြည်အောက်ပိုင်းဒေသတွေအထူးသဖြင့်အေယာဝတီမြို့ဝကျွန်းပေါ်ဒေသတို့ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့တချို့တနင်္သာရီတိုင်းအစုံပေါ့ဗျာ။ရင်းငံပိုင်ဥရှင်ကြီးနတ်ကိုကိုးကွယ်လာကြတယ်ဗျ။သူတို့ကတော့ရေလန်းခီးဘေးအန်ရဲ့ကင်းဖို့ဆိုပြီးကိုးကွယ်ကြတာပါ။ ကျွန်တော်အနေနဲ့ကတော့ဘုရားမှာတပါအခြားကိုးကွယ်စရာမရှိပါဘူး။ညာအလုံးကတော့ကိုယ်ယူဆနဲ့ကိုပါ။ခုခေတ်မှာဘိုးတော်တွေမဲတော်တွေအများကြီးတွေ့လာရပါတယ်။ဒါတွေကဉာဏ်ရင်နိုင်ပါတဲ့ကိုးကွယ်သူတွေကြောင်းလို့ပြောလို့ရပါတယ်။အတွေ့အကြုံရတော့နတ်ကတော်တွေကတော့တော်တော်လေးအဆင်ပြေတာတွေ့ရပါတယ်။ညဟာငါရင်းမြစ်ပေးလို့နတ်ဖြစ်တာ။ဘာရီမနာလို့ဖြစ်နေတာလဲ။ဒူးချင်းရယ် subscribe ပဲရမယ်ဟေ။ subscribe